နေ့မြညာပြောက်ကာလမှာကို့အနာမှာရှိနေတဲ့တွေကိုတန်ဖိုးထားပြီးချစ်ချစ်ခင်ခင်မုံမရှိပဲအပြုံးလေးနဲ့ဆက်ဆံကြရမယ်ဆိုတဲ့တန်ဝေကရရတဲ့စတဲ့ပေးပြီးမှအားလုံးပဲမင်္ဂလာပါ MSL Talks New Channel ကနေကြိုဆိုပါတယ်လူတွေကဒေါသလောဘမောဟတွေနဲ့ဖြစ်နေတယောက်နဲ့တယောက်ဖြစ်နေကြမြင်နေရပါတယ်ဒါကိုလည်းဘာသာရေးတွေအရင်မလုပ်ခင်အတိတရားတွေသိမရှိခင်မှာလူငယ်တယောက်အနေနဲ့တော့ကိုလည်းဖြစ်ခဲ့ဘူးပါတယ်လူတိုင်းဖြစ်မှုမှာပဲဒါပေမဲ့ကိုမားနေရဲ့ကိုလုံးနေရာတွေကမတိသေးတာရှင်တိအောင်ကိုတိအောင်လုပ်ရမယ် သိတဲ့ခါကျရင်ကိုကပြန်ပြီးပြင်ဆင်ရတယ်အဲ့တော့အခုဆိုရင်မြင်တဲ့အတိုင်းပဲကိုသားသမီးတွေနဲ့ကိုဘလောက်ချစ်ချစ်ခွဲရတယ်ကိုဘလောက်ပဲချမ်းသာချမ်းသာချက်ချင်းပေါ့ပြက်စီယုံရင်းတော့တာတွေခံရတယ်ဒါတွေကတော့ဘလို့ပြောရမလဲတရားသဘောပဲကိုလည်းတရားပေါက်နေလားဆိုတော့မဟုတ်ပါဘူးဒါပေမဲ့မျက်စိမြင်မှာတွေ့တာကတော့လွန်ဆန်လို့မရဘူးအဲ့တော့ဘေးနားမှာရှိတဲ့သူတွေကိုတရားနဲ့တရားချစ်ချစ်ငယ်ငယ်လေးလေးစားစားအမုန်းမရှိအပြုံးလေးနဲ့ချစ်ချစ်ငယ်ငယ်ဆက်ဆံရမယ် နေပညာပြောက်ကြီးဆိုတော့ဘယ်နေဘယ်ချိန်ဘယ်ကမှဖြစ်နေမလဲမသိဘူးဆိုတဲ့အပေါ်မှာကြောက်တယ်။အဲ့တော့ဘေးနားမှာရှိတဲ့လူတွေကိုပို့ပြီးတံပိုးထားတက်လာတယ်ပြီးတော့မှချစ်တက်လာတယ်။ပို့ပြီးကူးဆိုင်လာတယ်ဒီလိုမျိုးလေးတော့ပေးပြီးပြောင်းလဲတာတွေလေးတန်ဝေကလေးနေရတယ်လို့ယခုလိုပြောပြလာခဲ့ပါတယ်။အဆုံးထိကျွတ်နာဆင်ပြေပြေတအားလုံးကျေးဇူးတင်ပါတယ်။ကျမတို့ channel ကိုလည်း like and subscribe လေးလုပ်ပေးကြပါရှင်။